မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Microsoft မှာစာရွက်တွေကိုမာဂျင်မတူအောင်ထားတဲ့နီလန်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်တို့တခါတလေမှာ Microsoft နဲ့စာစီစာရွက်တွေလုပ်တဲ့အခါမှာပထမစာရွက်ကိုတော့ကျွန်တော်တို့ကစာရွက်မာဂျင်ကိုတလက်မလောက်ကျွန်တော်တို့ထားချင်တယ်ဒုတိယစာရွက်မှာတော့ကျွန်တော်တို့မာဂျင်ကိုတလက်မမထားတော့ဘဲနဲ့ကိုစာရွေးရေးရမှာများတဲ့အတွက်ကျွန်တော်တို့စာရွက်မာဂျင်လေးကို0.5လောက်လေးပဲထားချင်တယ်ပေါ့ ဒီတော့ကျွန်တော်တို့ကပထမစာရွက်မှာစာရွက်မာဂျင်ကိုတလက်မှထားခြင်းနဲ့ဒုတိယစာရွက်မှာကျွန်တော်တို့က0.5လောက်ပဲထားခြင်းနဲ့ဒီလိုမျိုးကျွန်တော်တို့စာရွက်တွေမှာမာဂျင်တွေမတူအောင်တက်ခြင်းတဲ့အခါမှာဘလိုမျိုးပြုလုပ်လို့ရလဲဆိုတော့နီလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ Microsoft Word software ပွက်လာပြီဆိုရင်တော့ကျွန်တော်တို့နမူနာအနေနဲ့ပြပေးမှာဖြစ်တဲ့အတွက် blank document ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်။ကိုစာစီစာရလောက်ထားတဲ့ file တွေရှိတယ်ဆိုရင်တော့အဲ့ဒီ file ကိုကျွန်တော်တို့တစ်ချက်ဖွင့်ပြီးတော့ကျွန်တော်တို့ခေါ်ခဲ့လို့ရပါတယ်။ဒီတော့ကျွန်တော်တို့ကဒီမှာဆိုရင် Microsoft Word မှာစာရလေးတစ်ရွက်ရောက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့စာရဘာမှစာစီစာရတွေမလုပ်ခင်မှာကျွန်တော်တို့သူ့ရဲ့စာရွက် site လေးတွေကိုပြုပြင်ပြောင်းလဲပေးရပါမယ်။ဒါကြောင့်ကျွန်တော်တို့၄ရောက်ထဲကနေပြီးတော့မှ site ဆိုတဲ့နေရာလေးမှာ ကိုအသုံးပြုမဲ့စာရွက်ဆိုင်လေးကိုရွေးချယ်ပေးလို့ရပါတယ်ကျွန်တော်ကတော့ဒီမှာကနမူနာအနေနဲ့ပြပေးတာဖြစ်တဲ့အတွက် A4 စာရွက်လေးပဲကျွန်တော်တစ်ချက်လောက်ရွေးလိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာ A4 ကိုရွေးလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ orientation ဆိုတဲ့နေရာလေးမှာတော့စာရွက်ကိုကျွန်တော်တို့အထောင်လိုက်လေးပဲလိုချင်တာဖြစ်တဲ့အတွက် portrait ကိုပဲရွေးပေးထားပါမယ်စာရွက် margin ကိုတော့ကျွန်တော်တို့ကဒီမှာ normal ဆိုတာလေးပဲကျွန်တော်တို့ထားထားလိုက်ပါမယ်ပတ်ပတ်လည်းကျွန်တော်တို့တလက်မစီရှိတဲ့ကျွန်တော်တို့စာရွက်ဆိုင်လေးပေါ့နော် ဲ့တော့ကျွန်တော်တို့ margin ဆိုတာကတော့စာစပြီးတော့မှရေးလို့ရတဲ့နေရာနဲ့စာရွက်ရဲ့ကျွန်တော်တို့ကကလနာအကွာဝေးလေးနဲ့ကြားရတဲ့အကွာဝေးကိုကျွန်တော်တို့က margin လို့ခေါ်တာဖြစ်ပါတယ်။ဒီတော့အခုလက်ရှိကျွန်တော်တို့က margin ကဘယ်နေရာမှာရှိလဲကျွန်တော်တို့မသိဘူးဆိုရင်တော့ကျွန်တော်တို့ Microsoft မှာနမူနာစာပိုင်လေးတွေကျွန်တော်တို့ခေါ်လို့ရပါတယ်။နမူနာစာပိုင်တွေကျွန်တော်တို့ခေါ်ခြင်းနဲ့ဆိုရင်တော့အလွယ်တကူပဲညီမျှချင်းလေးထိုးပါမယ်။ IND run လို့ကျွန်တော်တို့ကရိုက်ထည့်လိုက်ပါမယ်။ ပြီးရင်တော့ဝင်းစားခွင့်ပိတ်လေးကျွန်တော်တို့ပိတ်မယ်အန်တာလီခေါလိုက်တာနဲ့တပြိုင်တည်းနမူနာစာပိုင်လေးကျွန်တော်တို့၅ဘိုက်ထွက်လာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်အခုလက်ရှိကျွန်တော်တို့ဒီမှာဆိုရင်စာရွက်မာဂျင်မှာမာဂျင်တွေကနေပြီးတော့နော်မယ်ပပလဲတလက်မစီထားခဲ့တာဖြစ်တဲ့အတွက်စာရွက်ရဲ့ဘေးပပလဲကလနာအကွာဝေးလေးတွေကတလက်မစီကျွန်တော်တို့ရှိနေပါလိမ့်မယ်ဒီတော့ကျွန်တော်တို့နောက်ထပ်စာရွက်အသက်လေးထွက်ပြီးတော့မှခေါ်လိုက်ပါမယ် control ရဲ့ under ရဲ့နှိပ်ပြီးတော့မှ အလွယ်တကူစာရွက်အသစ်လေးထပ်ပြီးတော့ခေါ်လို့ရတယ်။ဒီတော့ကျွန်တော်တို့ကပထမစာရွက်မှာလဲစာရွက်မာဂျင်ကတလက်မှဖြစ်နေတယ်။ဒုတိယစာရွက်မှာလဲကျွန်တော်တို့ကတလက်မှဖြစ်နေတာကိုတွေ့ရပါတယ်။ဒီတော့ကျွန်တော်တို့လိုချင်တာကစာရွက်တွေမှာမာဂျင်တွေမတူအောင်တက်ချင်တာဖြစ်တဲ့အတွက်ဒီစာရွက်နှစ်ရွက်ကိုကျွန်တော်တို့ကပေပရိတ်လုပ်ပြီးတော့ခွဲပေးရမှာဖြစ်ပါတယ်။ဒီတော့ပေပရိတ်လုပ်တဲ့အခါမှာဆိုရင်စာရွက်က default အနေနဲ့အစ်တက်ရွက်ထပ်ပြီးတော့တိုးလာတာဖြစ်တဲ့အတွက် control z လေးနှိပ်ပြီးတော့ပြန်ခေါ်လိုက်ပါမယ်။ ဒီတော့ကျွန်တော်တို့ကဒီမှာဆိုရင်အပေါ်မှာစာရွက်လေးတစ်ရွက်ပဲရှိတယ်။ဒါကိုကျွန်တော်တို့ကအောက်မှာနောက်ထပ်စာမျက်နှာလေးအစ်တစ်ရွက်လည်းထပ်ပြီးတော့တိုးချင်တယ်။စာရွက်ကိုလည်းကျွန်တော်တို့က pay break လုပ်ချင်တယ်ဆိုရင်တော့လေးယောက်ဆိုတဲ့တက်ထဲကိုကျွန်တော်တို့ကဝင်ပေးရပါမယ်။ကျွန်တော်တို့ဒီမှာအပေါ်မှာရှိနေတဲ့လေးယောက်ဆိုတဲ့ထဲကိုဝင်မယ်။ပြန်တော့ break ဆိုတဲ့အထဲကိုကျွန်တော် reset ပြီးတော့ဝင်လိုက်ပါမယ် break ထဲကနေပြီးတော့မအောင်ပါ session break ထဲကနေပြီးတော့ နှိပ်ပေးဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးရပါမယ်။ဒီတော့ကျွန်တော်တို့ဒီမှာ break ထဲကနေ session break ထဲကနှိပ်ပေးဆိုတာလေးနှိပ်လိုက်ပါမယ်။နှိပ်ပေးဆိုတာလေးနှိပ်လိုက်တာနဲ့တပြိုင်တည်းအောက်မှာကျွန်တော်တို့ကနောက်ထပ်စာမျက်နှာလေးအစ်တရွက်ထပ်ပြီးတော့တိုးလာတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒီတော့အပေါ်စာရွက်နဲ့အောက်စာရွက်နဲ့ရဲ့ကျွန်တော်တို့ကြားထဲမှာလည်း pay break လုပ်ပြီးတော့စာရွက်တွေကိုကျွန်တော်တို့ခွဲထားပြီးဖြစ်တယ်။ဒီတော့ pay break လုပ်ထားတာလေးကဘယ်နေရာမှာရှိလဲကျွန်တော်တို့သိကြတယ်ဆိုရင်တော့ ဟုံးတက်ထဲကနေပြီးတော့မှပါရာဂရက်ဂရုထဲမှာဒီမှာကျွန်တော်တို့ show ပါရာဂရက်အိုင်ကွန်လေးကျွန်တော်တို့ရှိပါတယ် under ပုံစံလေးပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ session break ကဘယ်နေရာမှာရှိလဲဆိုတာလေးတွေကိုကျွန်တော်တို့ပြပေးနေပါလိမ့်မယ်ဒါလေးကိုကျွန်တော်တို့မလိုချင်တော့ဘူးဆိုရင်တော့ဒီ icon လေးကိုတစ်ချက်ပြန်နှိပ်လိုက်ပါမယ်ဒီမှာကျွန်တော်တို့အားလုံးပျောက်သွားမယ်ပေါ့နော်အဲ့တော့ paper လောက်ပြီးသွားပြီဆိုရင်တော့နောက်မှာကျွန်တော်တို့အသစ်ရောက်လာတဲ့ကျွန်တော်တို့ဒုတိယဆာရွက်မှာ cursor လေးကျွန်တော်တို့ဝင်နေပါလိမ့်မယ် ီတော့ DSR ရောက်ကိုကျွန်တော်တို့ကမာဂျင်ကိုတလက်မမထားခြင်းမူ0.5ထားချင်တာဖြစ်တဲ့အတွက်၄ရောက်ထဲကနေပြီးတော့မာဂျင်ပြောင်းတဲ့နေရာလေးမှာ narrow ဆိုတော့ကျွန်တော်တို့ဒီမှာပပတ်လေ0.5ရှိတဲ့ကျွန်တော်တို့ DS margin လေးကိုကျွန်တော်တို့တစ်ချက်လောက်ရွေးလိုက်ပါမယ်။ရွေးလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာစာရွက် margin ကကျွန်တော်တို့0.5လောက်လေးပဲကျွန်တော်တို့ဝင်သွားပါတယ်။ဒီစာရွက်မှာလည်းကျွန်တော်နမူနာစာပိုင်းလေးခေါ်ခဲ့လိုက်ပါမယ်။ဒီများချင်းလေးထုတ်ပြီးတော့မှ IND run လို့ရိုက်မယ်။ ခွင်းစားခွင်းပိတ်လေးကျွန်တော်တို့ကပိတ်ခဲ့လိုက်ပါမယ်။ပြီးပြီဆိုရင်တော့အန်ဒါလေးခောက်လိုက်မယ်။အန်ဒါခောက်လိုက်တာနဲ့တပြိုင်တည်းနမူနာစာပယ်လေးတွေကျွန်တော်တို့ဝယ်လာပါတယ်။ဒီတော့ကျွန်တော်တို့တစ်ချက်လောက်ကြည့်မယ်ဆိုရင်ပရမစာရွက်မှာတော့စာရွက်မာဂျင်ကတစ်လက်မှထားခဲ့ပြီးတော့ဒုတိယစာရွက်မှာတော့ကျွန်တော်တို့စာရွက်မာဂျင်က0.5လောက်လေးပဲကျွန်တော်တို့ရှိသွားတာကိုတွေ့ရပါတယ်။ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်တတိယစာမျက်နှာလေးထပ်ပြီးတော့ခေါ်လိုက်ပါမယ်။တတိယစာရွက်မှာတော့ကျွန်တော်တို့ကစာရွက်မာဂျင်ကို တလက်မလောက်လေးပဲပုံမှန်အတိုင်းထားခဲ့ကျင်တာဖြစ်တဲ့အတွက်ဒီရက်စာရွက်မှာလည်းကျွန်တော်တို့ paybrake ထပ်ပြီးတော့လုပ်ပေးရပါမယ်။ဒါကြောင့်ကျွန်တော်တို့ break ထဲကနေပြီးတော့ session break ထဲက name page ဆိုတာလေးကျွန်တော်တို့နှိပ်လိုက်ပါမယ်။နောက်ထပ်ကျွန်တော်တို့ဒီမှာတတိယစာမျက်နှာလေးတရွယ်ထပ်ပြီးတော့တိုးလာတာကိုတွေ့ရပါတယ်။ဒီရဲ့စာရွက်လေးမှာတော့ကျွန်တော်တို့ကစာရွက် margin လေးကိုတလက်မလောက်လေးပဲထားမှာဖြစ်တဲ့အတွက် margin နဲ့နေပြီးတော့ normal စာလေးကျွန်တော်တို့ရွေးလိုက်ပါမယ်။ပြီးရင်တော့ဒီရဲ့စာရွက်မှာလည်းနမူနာစာပိုက်တွေခေါ်ထည့်လိုက်မယ်။ IND red လို့ရိုက်ပါတယ်။ကွဲစားခွင့်ပေးလေးပဲ။ enter လေးခောက်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့အခုလက်ရှိစာမျက်နှာ၃ရွက်ခေါ်ထားပါတယ်။ပထမဆုံးစာရွက်မှာတော့စာရွက် margin ကိုတက်လက်မှထားထားပြီးတော့ဒုတိယစာရွက်မှာတော့ကျွန်တော်တို့စာရွက် margin ကို0.5လောက်လေးပဲထားခဲ့ပါတယ်။တတိယစာရွက်မှာတော့ကျွန်တော်တို့ဒီမှာပုံမှန်အတိုင်းပဲတက်လက်မှလောက်လေးကျွန်တော်တို့ပြန်ပြီးတော့မှ ထားခဲ့တာကိုတွေ့ရပါတယ်။ဒါကတော့ကျွန်တော်တို့ Microsoft Word မှာ စာရွက် margin တွေကို ကျွန်တော်တို့မတူအောင်ထားတဲ့နီလန်လေးဖြစ်ပါတယ်။စာရွက်တွေကို ပေးပရိတ်လုပ်ပြီးတော့မှခွဲလို့ရပါတယ်။ဒီတော့ဒီရစာရွက်လေးတွေကအခုလောလောဆယ်ကျွန်တော်တို့အထက်အောက်ကျွန်တော်တို့ဝင်နေတယ်ဗောနော်။အဲ့တော့စာရွက်တွေကိုကျွန်တော်တို့အထက်အောက်နေနဲ့မကြည့်ချင်ဘူး။စာရွက်လေးတွေကိုကျွန်တော်တို့ဘေးလိုက်ကြည့်ချင်ပါတယ်ဆိုရင်လည်းရပါတယ်။ view ဆိုတဲ့တက်သေးကိုဝင်ပေးရမယ်။ပြီးရင်တော့ဒီနေရာမှာကျွန်တော်တို့ vertical ဖြစ်နေတဲ့အတွက်စာရွက်လေးတွေကအထက်အောက်ကျွန်တော်တို့ပေါ်နေတာဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့ကဘယ်ညာရှင်ပြီးတော့မှ ပေးတိုင်းလေးရှင်းပြီးတော့ကြည့်ချင်တယ်ဆိုရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ site to site ဆိုတာလေးကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာ site to site ကိုရွေးလိုက်တာနဲ့တပြိုင်တည်း server လေးတွေကအခုလိုမျိုးကျွန်တော်တို့ပေးတိုင်းလေးဝင်သွားတာကိုတွေ့ရပါတယ်။ server ကိုမြင်ကွင်းလေးချက်ချင်တယ်ဆိုရင်တော့ keyboard ကနေပြီးတော့ control ကိုလက်ကဖိပြီးတော့မောက်ရဲ့ဘင်းလုံးလေးနဲ့နည်းနည်းလေးကျွန်တော်တို့ရှော့လိုက်တယ်ဆိုရင်တော့အခုလိုမျိုးပုံစံလေးကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီမှာဆိုရင်ကျွန်တော်တို့ပထမစာရွက်မှာစာရွက်မာဂျင်ကကျွန်တော်တို့တလက်မလောက်ပဲထားထားတယ်ဒုတိယစာရွက်မှာတော့ကျွန်တော်တို့0.5ပဲထားပြီးတော့တတိယစာရွက်မှာတော့ကျွန်တော်တို့ပုံမှန်အတိုင်းတလက်မလောက်လေးပဲပြန်ပြီးတော့ထားခဲ့ထားတာဖြစ်ပါတယ်ဒီတော့ဒီရဲ့နီလန်းကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကစာရွက်မာဂျင်တွေကိုလည်းကျွန်တော်တို့မတူအောင်ထားလို့ရတယ်စာရွက်တွေကိုလည်းကျွန်တော်တို့အထောင်အလဲတွေပြုလုပ်ချင်တယ်ဆိုရင်လည်းပြုလုပ်လို့ရတယ်ပေါ့နော်ဒီတော့ဒီရဲ့သင်ခန်းစာလေးကအားလုံးအတွက်အရန်အသုံးဝင်မယ်လို့ထင်တယ် လက်တွေ့လုပ်ငန်းခွင်မှာလည်းအသုံးဝင်တဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက်အဲကျွန်တော်မျှဝေပေးလိုက်တာဖြစ်ပါတယ်။ကိုကိုတိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ကိုပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ် Microsoft Word software ထဲမှာစာရွက် margin တွေကို မတူညီအောင်ကျွန်တော်တို့ထားတတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ ဒီဟိုအနီးတန်းဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ